ပြားရည်ကိုအတူအစစ်ခွဲကြဖို့အတွက်အခုကျွန်တော်ပြပြမဲ့နီလန်6ခုကိုအသုံးပြုလို့ရပါတယ်ပထမချက်ကကြတော့ပြားရည်ကိုရေတဖန်ကွက်တဲကိုထည့်ရမှာဖြစ်ပါတယ်ပြားရည်တစ်စုံကိုရေတဖန်ကွက်တဲကိုထည့်လိုက်ပါပြားရည်အစစ်ဆိုလို့ရှိရင်ပြားရည်ကရေထဲမှာအလွယ်တကူမပြောတော့ပါဘူး ပြားရဲ့အတုဆိုရင်တော့ရေထဲမှာအလွဲတကူပျော်သွားမှာဖြစ်ပါတယ်ဒုတိယအချက်ကကြတော့ပြားရည်ကိုမီးရှို့ကြည့်ရမှာဖြစ်ပါတယ်ဝါကုန်းပတ်လေးကိုယူပြီးတော့ပြားရည်ဆွလိုက်ပါပြီးရင်အဲ့ဒီဝါကုန်းကိုမီးရှို့ကြည့်လိုက်ပါပြားရည်အစစ်ဆိုရင်မီးလောင်ပါလိမ့်မယ်ပြားရည်အတုဆိုလို့ရှိရင်တော့ မီးမလောင်ပါဘူးဒါကတော့ဒုတိယမြောက်အချက်ဖြစ်ပါတယ်တတိယမြောက်အချက်အနေနဲ့ကကြတော့ပြားရည်ကိုတ िश्यू စက်ကူပေါ့တင်းကြည့်ပါပြားရည်အစစ်ဆိုရင်တ िश्यू ရဲ့မျက်နှာပြင်ပေါ်မှာဒီတိုင်းတင်ကျပ်နေမှာဖြစ်ပါတယ်စက်ကူတွေကိုအလွယ်တကူစက်ဝင်တော့မှာမဟုတ်ပါဘူးပြားရည်အတူဆိုရင်တော့စက်ကူတွေကိုအလွယ်တကူစက်ဝင်ပြီးတော့ ပြောက်ွယ်သွားမှာဖြစ်ပါတယ်။နောက်ထပ်ချက်တစ်ခုအနေနဲ့ကကြတော့ပြားရည်ကိုလက်မပေါ်တင်ပြီးတော့စက်သက်ကြည့်ရမှာဖြစ်ပါတယ်။ပြားရည်တစ်စက်လောက်ကိုတင့်ရဲ့လက်မပေါ်တင်လိုက်ပါ။ပြားရည်အစစ်ဆိုလို့ရှိရင်ပြားရည်အဆက်အတိုင်းပုံစံမပြောင်းပဲရှိနေမှာဖြစ်ပါတယ်။ပြားရည်အတုဆိုရင်တော့အဆက်ကပုံစံ ပြက်သွားပြီးတော့ချက်ချင်းပြောက်ွယ်သွားမှာဖြစ်ပါတယ်။နောက်တစ်အချက်တစ်ခုကကြတော့ရှာလကာရီနဲ့စံတတာဖြစ်ပါတယ်။ပြားရီနဲ့ရီနဲ့ကိုရောလိုက်ပါ။ဒီတပုံကခွက်တဲ့ကိုပြားရီအနည်းငယ်ထည့်လိုက်ပါ။ပြီးလို့ရှင်ရှာလကာရီကိုရောထားတဲ့ ထဲကိုအနေငယ်ထည့်လိုက်ပါပြားရဲ့ assist ဆိုရင် variation မှပြမှာမဟုတ်ပါဘူးပုံစံပြောင်းလဲခြင်းရှိမှာမဟုတ်ပါဘူးပြားရဲ့အတုဆိုရင်တော့အမြုပ်ထတာမျိုး ဖြစ်လာနိုင်ပါတယ်နောက်ဆုံးအချက်အနေနဲ့ကကြတော့ crystallization လို့ခေါ်တဲ့အနေကြတဲ့ပုံစံဖြစ်ပါတယ်ပြားရဲ့ assist ဆိုလို့ရှိရင် ချိန်ကြာလာတဲ့အမျှအနေကြပြီးတော့ပလင်းရဲ့အောက်ခြေမှာအဆိုင်ခဲတွေကိုတွေ့ရမှာဖြစ်ပါတယ်။ပြားရဲ့အတုဆိုရင်တော့အဆိုင်ခဲတွေကိုတွေ့ရမှာမဟုတ်ပါဘူး။အခုကျွန်တော်ပြောသွားတဲ့အချက်၆ချက်ကကြာတော့ပြားရဲ့အတုအစ်စ်ကိုခွဲခြားလို့ရတဲ့နီလန်း၆ခုပဲဖြစ်ပါတယ်။အများအားဖြင့်ဒီနီလန်းတွေကမှန်တယ်လို့ဆိုပါတယ်။ တချို့တော့ပြားရည်အတုတွေကိုခွဲကြရမှာတော့အခုပြပြတဲ့နီလန်းတွေကမမှန်ဘူးလို့ဆိုပါရယ်ဒါပေမဲ့လည်းအခုကျွန်တော်ပြပြတဲ့အချက်၆ချက်ကပြားရည်အတုအစ် ခွဲကြတဲ့နေရာမှာအသုံးဝင်မှာပါ